နော်အလုံးပဲမင်္ဂလာပါကျွန်တော်တို့ N2O ဟာတာလေးတို့တူတူလေးလာနေကြဖြစ်ပါတယ်ဒီနေ့မှလည်းအချိန်နည်းနည်းလေးပေးပြီးတော့စာရေးအများကြီးကြည့်ရအောင်เนาะအဲ့တော့စာကြည့်တဲ့အခါမှာပေါ့เนาะ N2 ရောက်ပြီဆိုတော့ကျွန်တော်ကအကြံဉာဏ်လေးပေးခြင်းတယ်အဲ့ဒါဘယ်လိုမျိုးလေးလဲဆိုတော့ဥပမာပေါ့เนาะကျွန်တော်က N2 level လေးလာနေရဆိုလို့ရှင် N2 ရဲ့စာရေးကိုကြည့်တယ်အဲ N2 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 ဆိုပြီးတော့တောက်လျှောက်ကောင်းထဲမှာ N2 ဆိုတဲ့ဘောကတ်မျိုးပဲရှိရပေါ့เนาะဒါပေမဲ့ language ဆိုတဲ့သဘောတဘာဝကကျွန်တော် N2 စာမျိုးပဲဖြည့်ရဆိုလို့ရှင်လဲ N3 ရစာရေးလဲပါတာပဲ N4 ကဘောကတ်ဒီလဲပြန်ပြီးတော့ reading းနေပါတယ်မှာဆိုပါတာပဲပေါ့နော်ပြီးတော့ N1 ကဘောကပ်တွေမပါဘူးလားဆိုတော့လည်းအဲ့လိုမျိုးလေအာမခံလို့မရဘူးပေါ့နော်အဲ့တော့ဟိုစာချက်တဲ့အခါကျလို့ရှင်ဒီ level ကြက်ရင်လုံလောက်ပြီလားဆိုတာထက်ကျွန်တော်တို့ကဒီဘာသာစကားတစ်ခုလေ့လာတဲ့အခါမှာတော့အဆုံးမရှိဘူးပေါ့နော်တွေ့ရဘောကပ်တိုင်းကကိုနဲ့ဆိုင်နေကိုမသိသေးလို့ရှင်လဲဒါဟို ကိုတိဖို့လိုတယ်ပေါ့နော်ဆိုတော့စိတ်မျိုးလေးနဲ့ကြက်လို့ရှင်ရင်စလုံးနေဘလောက်ပဲများများအေးပို့ပြီးတော့ပေါ့နော်ကျော်ရီဟိုစာရီပို့ပြီးတော့မှတ်မိလာတယ်ပို့ပြီးတော့အုံချလာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးကြက်ဖို့အတွက်ဒါကျွန်တော်ကအကြံပြုပါတယ်အေးဘာလို့လဲဆိုတော့တချို့ကြတော့ဒါဒါတီတအုပ်ကြက်ရင်လုံလောက်ပြီလားဆိုတဲ့ဥစ္စာကိုရန်သိချင်ကြတယ်ဒါပေမဲ့အဲ့ဒီဟာကအဖြေမမှန်ဘူးပေါ့နော်လုံလောက်ပြီလားလို့မေးလို့ရှင်တော့တခြားဘက်မလုံလောက်ဘူးလို့ပဲအဖြေကပြန်ပြီးတော့ဖြစ်မှာပေါ့နော်အဲ့တော့အေးဖြည်းဖြည်းမှန်မှန်လေးစူးစမ်းသွားလို့ရှင်ရင်ဒါကျွန်တော် တချိန်ကြာလို့ရှင်ပေါ့နော်ဒါတကယ်မကြမကြတော့အနာဂတ်မှာပေါ့နော်တကယ်ပေါ့ကပ်တွေကိုကိုအများကြီးမှတ်မိနေမှာဖြစ်ပါတယ်အဲ့တော့ and 2မှာပေါ့နော်ကျွန်တော်ဒီနေ့ဘာအကြောင်းလေးပြောမှလဲဆိုတော့ဒီနေ့စဉ်ဘဝဆိုတဲ့အကြောင်းလေးကိုပြောမယ်နေ့စဉ်ဘဝကိုကြာတော့ကျွန်တော်ကဒီနီချီကျော်စေးခတ်ဆိုပြီးတော့ဒါပုံမှန်ဆိုလို့ရှင်ပြောရယ်ပေါ့နော်နီချီကျော်စေးခတ်အဲဥမာပေါ့နေ့စဉ်ဘဝဆိုလို့ရှင်ကျွန်တော်ဘာပြောလဲဆိုစကားပြောရယ်ဆိုလို့ရှင်လဲဒါနီချီကျော်ခိုင်းဝါဆိုပြီးတော့ daily conversation ဆိုလို့ရှိရင်ညချီကျော်ခိုင်းဝါဆိုပြီးတော့ဒါမျိုးလေးပြောရပေါ့နော်အဲ့ညချီကျော်မှာပါတဲ့ကျော်လေးကသူကစွန့်နေနီးဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် always ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ vocab လှလှလေးတခုမှတ်ထားပေးပါ Mary Hardy O Skedu ဆိုတဲ့ vocab လေး Mary Hardy ဆိုတာကသူကဟိုညာတော့ဖြစ်ဟိုပြဆက်တို့တရုပ်ဆောင်တဲ့အခါကြလို့ရှင်အတန်ညှိတယ်လို့ပါလို့ဆိုရအတိတ်ပဲမျိုးပေါ့နော်ဒါပေမဲ့အဲ Seikatsu ni Mary Hardy O Skedu ဆိုလို့ရှင် ဘဝမှာပေါ့နော်ကိုယ့်ရဲ့ life မှာ balance ဖြစ်အောင်နေတယ်ဆိုရအတိတ်ပဲမျိုးလေးအဲ့တော့ very hardy ဆိုတာက balance ဆိုရအတိတ်ပဲလေးဖြစ်ပါတယ်အဲ့တော့ဟိုတော်တော်လေးလှတဲ့ vocab လေးပေါ့နော်အဲ့တော့ဒါမျိုးလေးကိုမှတ်ထားပေးပါစိတ်ခါကျွန်တော် very hardy ဆိုလို့ရှိရင်နေ့စဉ်ဘဝရဲ့ဟိုပေါ့နော်ကိုကိုယ့်ရဲ့ balance ကဘယ်လောက်ရှိလဲပေါ့နော်ကိုစာချက်ချိန်တန်ရင်စာချက်အဲအိတ်ချိန်တန်ရင်အိတ်စာချိန်တန်ရင်စာဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီ balance ဆိုတဲ့ vocab လေးဖြစ်ပါတယ်ပြီးလို့ရှိရင်သူကဒီလိုမျိုးပေါ့ and to မှာဆိုလို့ရှိရင်ဒါမျိုးလေးလည်းပေးထားရဲ့ nando mo ဆိုရဲအဲဟိုအကြိမ်ပေါင်းများစွာပေါ့နော်ဘာနဲ့ ိမ်မှမတိအောင်ဆိုရဲနန်းတုံမိုးဆိုရဲပေါကပ်မျိုးလေးရှိတယ်ဟိုဘိုဆိုရဲပေါကပ်လေးမှတ်ထားပါဟိုဘိုအနာကြီးဆိုလို့ရှင်နီးပါတူတယ်ဆိုရအတိတ်ပဲမျိုးပေါ့เนาะအနောက်မှာဆိုလို့ရှင်ဟိုဘုံမိုင်းနီချီဆိုလို့ရှင်နေတိုင်းနီးပါပေါ့เนาะအဲ့တော့ကျွန်တော်တို့ကျွန်တော်ဆိုလို့ရှင်လည်းလောလောဆယ်နေတိုင်းနီးပါဗီဒီယိုလေးကိုတင်ပြအောင်ကြိုးစားနေပါတယ်အဲ့တော့နားထောင်နေတဲ့သူတွေကလည်း ပေါ့နော်နေတိုင်းနေပါအဲစကြက်ပေးဖို့အတွက်မြေတိုင်းရက်ခတ်ပါတယ်အနောက်မှာတော့တခုခုလိုက်တယ်ပေါ့နော်ဟိုပိုစေကိုင်းဆိုလို့ရှိရင်ဒါလုံးဝစေကိုင်းဆိုတာကအပြည့်မှန်ကိုပြောတာဟိုပိုစေကိုင်းဆိုလို့ရှိရင်လုံးဝအဲတရာ100%မဟုတ်ရင်တော့မှ90ကျော်99လောက်အထိကိုမှန်နိုင်တယ်ဆိုရအိပဲမျိုးပေါ့เนาะအဲ့တော့ဟိုပိုဆိုတာလောက်နီးပါ almost ဆိုပေါ့ကမျိုးလေးပါဒါလေးမှတ်ထားပြီเนาะပြီးလို့ရှိရင်ကျွန်တော်တို့မှာဒီ yori michi ဆိုပေါ့ကပ်လေးရှိပါတယ် yori michi ယောရီမိချိစွာကယောရုကလမ်းကြုံဝင်တာဆိုယောရီမိချိစုတုဆိုလို့ရှင်လမ်းကြုံဝင်နေဆိုပေါ်ကပ်လေးဖြစ်ပါတယ်အဲ့တော့နေ့စဉ်ဘဝမှာဆိုလို့ရှင်ကျွန်တော်အရှိမပြောခဲ့ဘူးတလို့မျိုးအီရှော့ခု ဂျူးဆိုတဲ့ပေါ့ကတ်မျိုးလေးရှိတာပေါ့နော် e-shoku ဂျူး e-shoku ရဲ့ e လို့ပြန်ပြောမှတ်မိသေးလားသူကခိုရိုမိုလို့ခေါ်တဲ့အဝတ်ထည်ကိုပြောတာနော်အနောက်ကတာဘဲလူနဲ့အနောက်ကစုမှုနေထိုင်နေဆိုတဲ့ပေါ့ကပေါ့နော်အဲ့တော့နေစဉ်အဝတ်တဲစားတယ်နေတယ်ဆိုတဲ့အိပယ်မျိုးလေးအဲ့တော့အမှဆိုလို့ရှိရင်ကျွန်တော်မှာဒီ shoku motsu ဆိုတဲ့ပေါ့ကတ်မျိုးလေးရှိတယ် shoku motsu အစားစာရီပေါ့နော်အစားစာရီပြောတာအစားစာရီမှတ်တဲ့အခါမှာတခါလေးပေါ့နော်အတန်လေးစင်တော့ khoku motsu ဆိုတဲ့ပေါ့ကတ်လေးကိုပဲမှတ်ထားပေးပါ khoku motsu khoku motsu ဆိုတာကဂျုံတို့ပြောင်းတို့ကောက်ပွဲ ဲတိနှံတွေကိုခေါ်တာဖြစ်ပါတယ်အဲ့တော့ခုခုမို့ချွေခုခုလေးကလေတွေ့ရခဲတယ်ဒီလား n1 ရောက်လောက်လို့မှသူကခန်းကြီးနဲ့တွေ့ရတာဒါပေမဲ့ n2 ဖြစ်တယ်ဆိုလို့ရှင်တော့ဘောကပ်ကတော့ကြိုးပြီးတော့တည်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ တယောက်မေးထားတာရှိတယ်အဲဘောကပ်တွေကျက်လို့ရှင်ခန်းကြီးပါမှတ်မိဖို့လို့လားဆိုတော့မှတ်မိဖို့မလို့သေးဘူးဆိုပေမဲ့လည်းမျက်လုံးနဲ့အဲ့လိုမျိုးလေးပေါ့နော်မှန်းတက်လောက်တဲ့အထီဆိုလို့ရှင်တော့ဒါဆောင်းမိုးဘက်မှာ reading တွေပါဖတ်ရပို့ပြီးတော့လွယ်လွယ်ကူကူဖတ်နိုင်မယ်ပေါ့နော်မှတ်မိရယ်ဆိုရင်တော့အကောင်းဆုံးပေါ့ဒါမျိုးလေးရှိတယ်ခန်းခီဆိုတဲ့ဘောကပ်လေးကိုမှတ်ထားပေးပါအဲ့တော့ခန်းခီလို့ရေးလိုက်တဲ့အခါမှာပထမဆုံးဒီခန်းခီပေါ့နော်ဒီခန်းခီကဘယ်ကလာလဲဆိုတော့အာကျွန်တော်မြန်မာနိုင်ငံမှာရှိရတဲ့ရာသီဥတုတုံးခုရှိတယ်အဲ့ဒါပါလဲဆိုတော့ nuts 夏ね。 နွေရာသီနဲ့ဥခိမိုးရာသီနဲ့အဲဆောင်းရာသီမရှိဘူးမြန်မာနိုင်ငံမှာခန်းခီလို့ခေါ်တဲ့6တွေ့ရာသီပေါ့နော်အဲ့ဒီကနေလာတာနောက်ဆိုဥခိခန်းခီရဲ့ခန်းခီလေဒါမှမဟုတ်ဒီတစ်ခေါက်ရေးချင်တဲ့ခန်းခီကကြတော့ဒီဥစ္စာလေးကိုရေးချင်တာပါအဲ့အရှိအဲသူကဒီအနောက်ကခီကကြခီမိုးချီစိတ်ဆိုတဲ့အရာထက်ကျွန်တော်ကလေကိုပြောချင်တာပေါ့နော်အဲ့တော့ဟိုလေလေဝင်လေထွက်ကောင်းလုပ်တယ် ventilation လုပ်တယ်ပေါ့နော်ပတင်းပေါက်တွေဖြန့်ပြီးတော့လေလေခန်းခီစုတူဆိုလို့ရှင်ဒါလေဝင်လေထွက်ကောင်းလုပ်တယ်ဆိုတဲ့အထိပယ်မျိုးလေးပေါ့နော်သူကအရှိအဥစ္စာလေးကဒီခါအေး ရုကနေလာတာပေါ့နော်အာဒီခါအေရုကနေလာတာပေါ့နော်သူကပြောင်းနေအိတ်ချင်းလုတ်တယ်ကွန်ဗတ်လုတ်တယ် အတိတ်ပဲအကြောင်းလို convert ပြောင်းလဲလိုက်တယ်ဆိုရင်အတိတ်ပဲမျိုးကနေလာတယ်အဲ့ဒါမျိုးကျွန်တော်ကဘာမှမြင်ဘူးနေရလဲဆိုတော့ဒီမျိုး hand can တို့ဘာလို့မှမြင်ဘူးနေရဒါတင်ချာတွေပါလေဆိုလို့ရှိရင် CNV ကဒီ convert ဆိုလို့ရှိရင် hand can ဆိုပြီးဒီလိုမျိုးလေးတောင်းနေပေါ့နော်အရှေ့ကလည်း car to နောက်ကလည်း car to ဆိုရင်အတိတ်ပဲလေးဖြစ်ပါတယ်အဲ့တော့ဒီ can key ဆိုတော့ vocabulary လောက်ထားမှတ်ထားမယ်နော်ဒါလေဝင်လေထွက်ကောင်းလုပ်တယ်ဆိုရင်စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော် will sure တယ်ဆိုရင်ဥစားကဒါ Santa Cruz ဆိုလို့ဆိုပြီးဒီလိုမျိုးလေးတည်ထားပြီးသားအဲ့တော့ Santa Cruz Mono ဟိုဆုဆိုပြီးတော့မှတ်ထားပေးပါဟိုဆုဆိုတာက ကအဝတ်လှမ်းတာပေါ့နော်အဲ့တော့ mono ho shi ဆိုလို့ရှင်ကကြတော့ဒါ mono ဟိုရှိဆိုလို့ရှင်ဒါအဝတ်လှမ်းစင်ပေါ့နော်မိုနိုဟိုရှိဒီဟာမျိုးလေးပေါ့နော်အဲ့ဒီခန်းကြီးလေးကလေးပါနဲ့လွယ်လေးလွယ်လာရှာလဲဆိုအာဆေ tree ဆိုတဲ့စကားလုံးလေးရဲ့ရှိတုလို့ခေါ်တဲ့မီဆိုရှိတုတို့ပါတယ်ရှိတုအဲစွပြုတ်ဆိုတဲ့စကားလုံးလေး ਨੇ ပေါ့နော်အဲ့ဒါလေးလွယ်လေးလွယ်လာရှာဒီသုံးခုပေါ့အဲ့တော့အတွဲလိုက်လေးတခါလေးပြန်ပြီးတော့မှတ်ထားပေးပါအဲ့တော့ထမင်းစပွဲဆိုလို့ရှင်ကျွန်တော်ကဘယ်လိုခေါ်လဲဆိုတော့ shock ခုတခုဆိုပြီးတော့ခေါ်ပါတယ် shock ခုတခု shock ခုတခုရဲ့တခုလေးကတော့ဗမာမြင်ဘူးနေရာလဲဆိုတော့ table tennis မှာမြင်ဘူးနေရာတ Q ဆိုပြီးတော့ကျွန်တော်ခေါ်တယ်တ Q တိဘက်တန်နဲ့เนาะအနောက်က Q လေးကဘာမှမြင်ဘူးနေရလဲဆိုတော့ချီ Q မှမြင်ဘူးနေရပါချီ Q ဆိုတော့ကဘာလုံးကြီးကိုပြောတာအဲ့တော့အဲ့ Q ကအလုံးကြီးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့เนาะအဲ့ဒါကြောင့်တ Q ဆိုလို့ရှင်တိဘက်တန်နဲ့ချီ Q ဆိုလို့ရှင်ကဘာမြင်ကြီးဆိုတဲ့စကားလုံးလေးသူ့ဘာနဲ့မလွဲရဘူးလဲဆိုတော့ Sukhu u လို့ခေါ်တဲ့ကဲစေတယ်ဆိုတဲ့စကားလုံးလေးနဲ့မလွဲရပါဘူးအဲ့ဒါဘာမှမြင်ဘူးနေရလဲဆိုတော့ အဲ့ဒါရှေ့မြောက်တော့ဟောင်းနေပြန်ပြောနေ QQ ရှာမမြင်ဘူးနေရဖြစ်ပါတယ် QQ ရှာအရေးဟို ambulance ပေါ့နော်အရေးပေါ့လုံသားတရင်ဆွဲစကလုံးလေးပါမြင်ဘူးနေရဖြစ်ပါတယ်အဲ့ဒါမျိုးလေးအမှတ်ထားပေးပါအတုမဝါရှိဆွဲပေါ့ကပ်လေးပေါ့နော်နောက်ရွှေ့တာအတုမဝါရှိနောက်ရွှေ့တာအဲ့တော့အဲစာအုပ်ထဲမှာဆိုလို့ရှင်ဒီလိုမျိုးလေးတွေ့ရမှချင်းတယ်ရှုခုကြီးကိုအတုမဝါရှိနေရှိတဲ့ရှုခုဒါကိုခတ်တာစခဲလို့ဆိုပြီးတွေ့ရလိုက်မယ်အဲ့တော့ 哦，沙坡脑水比较，因人因人不一样，都来点说，像我那么听嘛，哦、呃，诶，沙洲道脑水大不平嘛，对啦，喏、呃，就过来我阿头妈子，妈阿头妈西尼，是的。<Yes. S 1> <laughs> ရှောက်ခုကြီးဆူတူဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်မဲ့ထင်တယ်။နောက်ကျွန်တော်ကလေးတွေကတော့อืมအဲမဟုတ်ပါဘူး။ဒါဒီဗီဒီယိုကြည့်နေဆိုတော့ဆာကြက်နေဆိုတော့တခြားပါယုံကြည်ရဲ့။နောက်အဲ့တော့အတူမဝါရှိအတူမဝါရှိဆိုတာနောက်ကိုရွှေ့ရဲဆိုတဲ့စကားလုံးလေးပါ။ခေဇူရုဆိုတဲ့ဘောကပ်လေးမှတ်ထားပေးပါ။ခေဇူရုခေဇူရုဆိုတာကချွန်နေဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်။အဲ့တော့သူ့ကကြာအတွဲလိုက်လေး MP2 ခေဇူရုဆိုပြီးတော့ခဲတန်ချွန်နေဆိုပြီးတော့အတွဲလိုက်လေးတွေ့ရမှာပေါ့နော်။ အဲ့တော့ ambitious ရဲ့ anli ကနမာရီလို့ခေါ်တဲ့ khe ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပြီးတော့ ambitious ambitious ကကြတော့ဟုတ်တဲ့စုတ်တန်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် khe suru เนาะအဲ့တော့သူ့ကကြတော့ဥပမာပေါ့เนาะ shoku ji ji kan o khe suru ဆိုလို့ရှင် shoku ji ji kan o khe suru ဆိုလို့ရှင်ထမင်းစားချိန်ပေါ့เนาะထမင်းစားချိန်ဟိုချိန်လေးကိုဖဲ့ပြီးတော့စားကြက်တယ်ပေါ့เนาะ shoku ji ji kan o khe suru teben kyo suru လို့ပြီးလို့ရှင်အရှိမပေါ့เนาะဥမာထမင်းစားချိန်မဟုတ်လဲ suimin ji kan o khe suru te khe suru te ဘန်ကောဆူတို့ဘာတို့ဒါမျိုးလေးရတယ်ဒီလောက်မှပေါ့နော်ဟိုအိတ်ချိန်လျှော့ပြီးတော့စာကြက်တယ်တို့ဘာတို့အိုးအမေတေတို့ congratulation เนาะအဲ့လိုမျိုးလေးရှိတယ်အဲခေစုရုဆိုတာကပုံမှန်ခဲတန်ချွန်လို့လည်းရတယ်အချိန်ဒီပါတွေဖဲ့ပြီးရောဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့လည်းဒါမျိုးလေးတုံးလို့ရပါတယ်အဲ့တော့ you may ဆိုရပေါ်ကပ်လေးကတော့ဒါတည်ပြီးသားပေါ့เนาะအိမ်မက်ဆိုရစကားလုံးလေး you may ကခါနာဥဆိုလို့ရှင်ခါနာဥအိမ်မက်တွေက အကောင့်ထဲပေါ်လာတဲ့အိမ်မက်တီတကယ်ဖြစ်လာတယ်ဆိုတဲ့စကားလုံးလေးပါခန္ဓာအခန်းကြီးလေးကလည်းခုချီလေးနဲ့တဆယ်လေးနဲ့ဆိုတော့ဒါလေးမှတ်ထားလိုက်နော်တခါတည်းခန်းကြီးလေးလာရဲဆိုအဲခန္ဓာဥခန္ဓာအေတုဆိုလို့ရှင်တော့ဒါအိမ်မက်တီတကယ်ဖြစ်လာပါတော့နော်ခန္ဓာဥခန္ဓာအဲဒုဆိုတဲ့အိပဲလေချောစစ်စစ်ဆိုတဲ့ဘောကပ်လေးကိုမှတ်ထားပေးပါချောစစ်စစ်ချောစစ်စစ်ချောလေးကဘာမှမမြင်ဘူးနေရလဲ ရှိတာပဲလို့ရှောက်ဖွေတဲ့စုံစမ်းနေဆဲစကလုံးလေးမှာမြင်ဘူးနေတာချောဆက်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 လေးကကြတော့ခိချက်ချက်မှာမြင်ဘူးနေစကလုံးလေးเนาะခိချက်ချက်ရာတီတူဆဲစကလုံးလေးအဲ့တော့ချောဆက်ဆက်စုတို့ကသူကများတော့အဖြစ်အွန်တူချောဆက်ဆက်တို့ဘာလို့မှတွေ့ရတတ်တယ်အဲ့တော့အခန်းအပူချိန်ညှိတာပေါ့เนาะအွန်တူဆိုတာက temperature ချောဆက်ဆက်စုတို့ဆိုလို့ရှိရင်ညှိတယ်အဲ့တော့အခန်း temperature ညှိတဲ့အခါမှာအွန်တူချောဆက်ဆက်ဆိုပြီးတော့အလိုလေးတွေ့ရတတ်တယ်အဲ့တော့ညာတော့အဖြစ်ဟို ပုံမှန်ကျွန်တော်တို့တခြားဟာတွေညှိတယ်ဆိုလို့ရှင်ဒီချောဆေးလို့ဘာလို့သုံးတယ်ဥမာပေါ့နော်နှစ်တိချောဆေးလို့ဘာလို့မျိုးလေးတွေ့ရတဲ့နှစ်တိချောဆေးဆို schedule ညှိတာပေါ့နော် date ညှိတာတယောက်နဲ့တယောက်နဲ့တစ်ခုခုအဲအစည်းအဝေးဘာတွေလုပ်ဖို့အတွက်ဒီအမျိုးဆိုရင်နှစ်တိချောစေးတရားမျိုးလေးတွေ့ရတတ်တယ်။အဲချောစေးရဲ့စေးလေးကအရှိခမ်းမှတွေ့ခဲ့တယ်။တူတူနိုအေရုဆိုတဲ့ပေါ့ကပ်လေးဖြစ်ပါတယ်။တူတူနိုအေရုစေးဒီစေးသွင်းရဲ့စကားလုံးလေးနော်။တူတူနိုအေရုလည်းမျိုးပေါ့ကပ်မျိုးလေးရှိပါတယ်။အဲ့တော့ကျွန်တော်တို့မှာဒီဥတီခိုက်ဆိုတဲ့ပေါ့ကပ်မျိုးလေးရှိတယ်။ဥတီ ဥရိခိုင်ဒါကြတော့များသောအားဖြင့်အဲ့လိုဟို share နဲ့ပတ်သက်တဲ့စကားလုံးတွေမှာတုံးတယ်ပေါ့နော် share တို့လေးလံတို့ဘာတို့မှာပေါ့နော်အယောင်ဝယ်လုတ်တယ်ဆိုရဲစကားလုံးလေးပါပုံမှန်အဲ့ဒါမျိုးဆိုလို့ရှင်ကျွန်တော်ကဒီ buy buy ဆိုပြီးတော့လည်းတွေ့ရတတ်တယ်ဒီ buy buy ကတော့များသောအားဖြင့်အဲဟိုကွန်ပျူစီအတွက်သုံးတာများတယ်ပေါ့နော်ဒါမျိုးလေးရှိတယ်။ OMO E UKABERU ဆိုတဲ့ vocabulary ကိုမှတ်ထားပေးပါ။ OMO ဖြစ်သွား OMO E UKABERU OMO E UKABERU ဆိုတာကတခုခုသွားပြီးတော့ တတိယသွားပေါ့เนาะပြန်ပြီးတော့အမှတ်ရသွားလို့ပါလို့ဆိုရင်အမိုးဥခပဲလို့ဆိုရပေါ့ကမျိုးလေးရှိပါတယ်ဟီတိုရီကတိုဆိုရပေါ့ကပြန်မှတ်ထားပေးပါဟီတိုရီကတိုတယောက်แท้စကားတယောက်แท้ပေါ့เนาะ possible possible ပြောရတယ်တယောက်แท้ အာဘာပြောအဲ့လိုမျိုးပေါ့နော်ဘာလို့ကောင်းလဲမသိဘူးအဲ့အဲ့လိုမျိုးလေးပေါ့နော်ကိုယ့်ဘက်ကိုပြောနေတဲ့ဥစားမျိုးလေးကို historical တူဆိုပြီးတော့ပြောတယ်အဲ့ historical တွေ history လေးကအဲကျွန်တော်သိထားပြီးသားဒီ documentation တို့ဘာတွေဒုက္ခဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ तू ကဟိုလိုမျိုးဒီ history မဟုတ်ဘဲနဲ့အဲ့လို history လေးဖြစ်နေရောအဲ့ဒီဟာလေးတစ်ချက်ပဲမှတ်ထားပေးပါ โอฟูโดဆိုတဲ့ပေါ်ကံမျိုးလေးမှတ်ထားပေးမယ်ပေါ့เนาะโอฟูโดဆိုတာရေရေချိုးခန်းကိုပြောတာโอฟูโดဘာလို့ဘာလို့ဆိုတဲ့အဓိပ္ပာယ်အတူတူပဲเนาะဖူโดဘာဆိုလို့ရှင်လဲဒါရေချိုးခန်းဆိုတဲ့အဓိပ္ပာယ်မျိုးလေးပဲအဲ့တော့ကျွန်တော် net စကြီး ဆိုရဘောကမလို့လေးရှိတယ် Neski Neski ကဝါဒူဤဆိုလို့ရှင်အိပ်ပျော်ဖို့ခတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် Neski Neski ဆိုတာကအဲ့လိုအိပ်အိပ်ပျော်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် Neski ကဝါဒူဤဆိုလို့ရှင်အိပ်ရအလွယ်လွယ်ကူကူနဲ့အိပ်မပျော်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ဒါမျိုးလေးတွေရှိတယ်အဲပြီးလို့ရှင်ကျွန်တော်တို့မှာအဲ message ဆိုရဘောကမျိုးလေးရှိတယ်ဒါကကြတော့ message ဆိုတဲ့အဓိပ္ပာယ်လေးမှတ်ထားပေးစေချင်တာကမာစာကြီးနဲ့မတူဘူးပေါ့နော်မာစာကြီးအရှင် message ကကြတော့ message ကကြတော့ se နဲ့ကကြတော့သူတို့ပုံမှန်ပို့နေကြ message ကိုပြောတာဖြစ်ပြီးတော့ massage ဆိုလို့ရှင်ကကြတော့သူကကြတော့ m a s s a g massage အနှိတ်ခံတယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးမှတ်ထားပေးပါအဲ့တော့ထမင်းစားတဲ့အခါမှာဆိုလို့ရှင်ကျွန်တော်တို့က suiji suru ဆိုပြီးတော့ပြောတယ် suiji suru suiji suru ဆိုတာဟင်းချက်တာပေါ့နော်ဟင်းချက်တာကို suiji suru ဆိုပြီးတော့တုံးတယ်သူကဘယ်ကလာလဲဆိုတော့ gohan o တခုရဲ့တခုလေးဖြစ်ပါတယ် gohan o တခုရဲ့တခုလေးဖြစ်တယ်ပေါ့နော်ဆူအီကြီးဆိုဆူအီဟန်ခီလို့ပါလို့ဆိုကြဘူးတယ်ဟုတ်ဆူဟန်ခီဆိုတာထမင်းပေါအိုးကိုပြောတာပါဆူဟန်ခီဆူဟန်ခီရဲ့ဟန်လေးကကြောက်ဟောဟန်ရဲ့ဟန်ပေါ့နော်နောက်ကဥချူဝါဆိုတဲ့စကားလုံးလေးဒါလေးပေါ့နော်အဲ့တော့ကွန်ဒတ်တဲဆိုပေါ့ကပလီဒါလေးကအဲဂျပန်မာနီရဲ့လူတွေဆိုရင်တော့ယင်းနီနီတည်လိမ့်မယ်ကွန်ဒတ်တဲဆိုတာကမန်နူးကိုပဲပြောတာခေါ်တော့ကွန်ဒတ်တဲမိုင်းနီချီကွန်ဒတ်တဲဆိုလို့ရှင်တာမိုင်းနီချီနော်ကွန်ဒတ်တဲဆိုရင်နေ့တိုင်းအဲနေ့တိုင်းပေါ့နော်နေ့စဉ်မန်နူး 毎日考え、献立を考えるのは大変です。あの、ねだいばせやもね、審査にやら、便満ね、それで一杯မျိုးပေါ့เนาะ。メニューလို့トンလိုက်တယ်ဆိုလို့ရှင်、さတော့ဆိုင်မှာကျွန်တော်ကအဲချပေးတဲ့ပုံစံမျိုးဖြစ်သွားပေါ့เนาะ。ဒီ献立ဆိုတော့ကိုကိုဒီနေ့ဘာメニューလေးချက်မယ်၊ဘာလေးချက်မယ်ဆိုတဲ့ဥစ္စာမျိုးပေါ့เนาะ။အဲ့ဒါမျိုးကို献立ဆိုပြီးတော့ခေါ်ပါတယ်။ ခန်းကြီးလေးတေချာလေးမှတ်ထားနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကလေအဲ့လိုမျိုးသူ့ကိုဆိုလို့ရှိရင်ဒီလိုမျိုးခိုးခန်းတော့ဘာလို့မှခန်းဆိုပြီးတော့အနောက်ကဟာလေးကိုဖတ်တာပေါ့နော်သူကအင်းနုဆိုလို့ရှိရင်ကျွန်တော်ကအများသောဖြင့်ခန်းဆိုပြီးတော့ဖတ်တယ်ဖတ်တာရှိတယ်မိုးတိုးခင်တော့ဘာလို့မှဆိုလို့ရှိရင်မိုးတိုးခင်တော့ဘာလို့မှပေါ့နော်ဒီအင်းနုလေးကခန်းဆိုပြီးတော့ဖတ်တာဖြစ်တဲ့အတွက်ခိုးခန်းစုတို့တော့ဘာလို့မှဆိုရင်လဲတုံးတယ်ပေါ့နော်ခိုးခန်းဆိုတာက contribute လုပ်တာပါဝင်ပူးပေါင်းဆောင်ရွက်တာအမှခန်းဆိုပြီးတော့ဖတ်နေကြဆိုတော့ဒီခွန်တတဲကိုကြတော့အများသောဖြင့်အတန်ဖတ်ဖို့အတွက် သိပေမဲ့မသိဘူးဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ဒီစကားလုံးလေးကိုမှတ်ထားပေးပါဒါမျိုးလေးရှိမယ်အဲ့တော့ကျွန်တော်ဟင်းချက်နေရဆိုမိဖို့ကြောင့်လည်းရောက်နေရဆိုတော့နာဂါရှိစွာက ပေစင်ပေါ့နော်ပကန်စီရဲ့စင်ပေစင်ကိုနာဂါချီဆိုပြီးတော့ခေါ်ပါတယ်ချီကီးတုဆိုပေါ့ကပ်လေးမှတ်ထားပေးပါပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ကဟင်းချက်တည်တယ်ဆိုလို့ရှိရင်ခီစားမှုတို့ဘာလို့တည်တယ်ခီစားမှုနုံနုံစင်းတယ်တို့ဘာလို့တည်တယ် ပြီးလို့ရှိရင်ခါဝါအိုမူခုလို့ပါလို့သိတယ်ခါဝါအိုမူခုအခွန်နှွားတယ်ဆိုပြီးတော့ကျွန်တော်ဒါမျိုးလေးသိတယ် အဲခြေကီးလူဆိုတာကသူကဒါနဲ့မဟုတ်ဘဲနဲ့ဒီလက်နဲ့ဖဲ့လိုက်တာမျိုးပေါ့နော်ဖဲ့တာမျိုးခြေကီးလူဆိုပြီးတော့ဒါမျိုးလေးတောင်းလို့ရတယ်။နာဘဲဆိုတဲ့ vocab လေးမှတ်ထားပြီးပါ။နာဘဲကကြတော့ဒေအိုးပြောတာပေါ့နော်ကျွန်တော်ဆောဆောကသူ့ကိုလေးပမာမြင်ခဲ့ရလဲဆိုဆင်တာပေါ့နော်သူတော့မဟုတ်ဘူး။အဲ့ဒီနာမာဒီဆိုတဲ့ခဲဆိုတဲ့စကားလုံးလေးနဲ့လိုမျိုးလေးဆင်နေရပေါ့နော်။ခန်းကြီးအားဖြင့်သူတို့ကဆင်နေရမတူဘူးပေါ့နော်။အနောက်ချမ်းလေးမတူတတိထားပြီးတော့ချက်ထားပြီးပါနော်။ အဲ့တော့ဒါမျိုးလေးရှိမယ်ပြီးလို့ရှိရင်ကျောင်းမှာဥမာနှီးသူဆိုလို့ရှိရင်ကဒါပြုတ်တာပေါ့နော်မုဆုဆိုလို့ရှိရင်ကဂျာဒါပေါင်းတာပေါ့နော်ပြီးရင်အဲအီတာမဲရုဆိုလို့ရှိရင် ကြော်တယ်ပေါ့နော်အီတာမဲရုကြော်အီတာမဲရုဆိုလဲဆွဆွားပွားဒီဒီဆွီဟန်ခီရဲ့ဆွီလေးနဲ့လွဲလေးလွဲထားရှိတယ်ဒီလားအဲ့တော့တတိချာချာလေးခန့်ကြည့်မလွဲအောင်ကြည့်ပေးနော်အဲပြီးရင်ကျောင်းမှာပေါ့နော် အာဂျီစခဲဆူဒူဆိုလို့ရှိရင်အာဂျီစခဲဆူဒူဆိုလို့ရှိရင်ဒါအရတာဆက်တာပေါ့နော်အရတာလေးတွေကိုလိုရာလေးတွေထည့်တယ်အဆင်ပြေလို့ထည့်တယ်ဆိုရယ် ောကံမျိုးလေးဒါမျိုးလေးရှိတယ်။အဲပြီးရင်ကြော်တာဆိုလို့ရှင်စီအများကြီးနဲ့ကြော်တယ်ဆိုလို့ရှင်အာဂေရုဆိုပြီးတော့သုံးတယ်ပေါ့နော်။အဲဒါကြောင့်ဒီဂျပန်ကြက်ကြော်တို့ပါဆိုခါရာအာဂေဆိုပြီးတော့နာမည်ကြီးတာ ਉਹ နော်ခါရာအာဂေ။အဲဒီမှာပါတဲ့စကားလုံးလေးပါ။ဒီထဲမှာတော့စောက်ထဲမှာတော့မပါဘူးထင်တယ်တိလား။ဒီဥစ္စာလေးလက်မှတ်ထားပေးစေချင်တယ်။ဒါလေးကကြောက်လေဒွန်ဘူဒီဆိုပြီးတော့ခေါ်ဒွန်ဘူဒီဆိုတာပကံလုံးကိုပြောတာပေါ့နော်။ဒါပေမဲ့ဂျပန်မှာဆိုလို့ရှင်ကျွန်တော်ကလေဒီဒွန်ဆိုပြီးတော့ခေါ်တယ်။တန်ဒွန်ဆိုလို့ရှင်တန်ပူရာနဲ့တန်ပူရာကို 不看东西没，不看东西话他们太啦嘛，一不嘛单不来太他，单动是比较考嘞啵，然后单动，比如现在乌纳动是流行来哒，乌纳鸡乌纳鸡做个鲜么喏，乌个鲜 n 啊啊个，我不看东西他睇他们腼太他嘛一不嘛很薄他们一部喏，阿拉没有动是比较考啊啵喏，诶。 ဟိုမြန်မာလူဆိုပုံစားလို့ပြောမှာဒါပေမဲ့သူတို့အဲ့လိုပကံလုံးကြီးကြီးထဲမှာလို့ထမင်းနဲ့ဟင်းနဲ့ပုံထားတဲ့ဥစ္စာမျိုးဒွန်ဆိုပြီးတော့ခေါ်ပါတော့ဒါပေမဲ့သူတလုံးနဲ့ဆိုလို့ရှိရင်တော့ဒွန်ပူရီဆိုပြီးတော့ဖတ်ပေးရမယ်ဒါမျိုးလေးရှိမယ်ပေါ့နော်အဲပြီးလို့ရှိရင်ဥစုမဲရုဆိုတဲ့ဘောကမျိုးလေးပေးထားတယ်ဥစုဥစုရရပုံမှန်ဆိုလို့ရှိရင်ပျော့တယ် ဖြော့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်သူရဲ့ဆန့်ကျင်ဘက်ကကြတော့ဒီခိုးဤအရသာပြင်းတယ်တို့ပါတို့ပါရဲစကလုံးလေးဖြစ်ပါတယ်အာမမိဆိုလို့ရှင်တော့ဒါအာမမိအချိုအရသာတွေပါတယ်ပေါ့နော်အချိုအရသာကိုအာမမိဆိုပြီးတော့ခေါ်တယ်အရသာလည်းအများကြီးရှိတာကိုကျွန်တော်အရှိခတ်မှပြောခဲ့ခါရာကြီးတို့စူပါကြီးတို့ဒါမျိုးကြီးရှိရပေါ့နော်ခူဖူဆူရုဆိုတဲ့ဘောကပ်လေးမှတ်ထားပေးပါခူဖူဆူရုခူဖူဆူရုဆိုတာကတီထွင်ကြံစပြီးတော့ဖန်တီးတာမျိုးပေါ့နော်တခုခုအော အဲ့တော့ခန်းကြီးလေးလှရတယ်ပေါ့ကပ်လေးလှရတယ်ဒါလေးမှတ်ထားမယ် အဲသူကလေဟင်းချက်တဲ့အခါမှာဆိုလို့ရှင်လေဟိုဟာလေးထဲဒီဟာလေးထဲပြီးထွင်နေပေါ့မြန်မာလူတိုင်းရဲ့ဟိုအနည်းဆက်ဆုံးပြောမယ်ဆိုထွင်ပြီးတော့လုတ်တယ်ဆိုရအတိတ်ပဲမျိုးလေးပေါ့နော်ဒါမဲ့သူက positive အတိတ်ပဲရှိပါတယ်ခူဖူးစုတို့ဒါမျိုးလေးရှိမယ်ပေါ့နော်ဆိုအဲရုဆိုတာ vocabulary ရှိတယ်ဆိုအဲရုဆိုအဲရုဆိုတာတခုခုကိုထပ်ပြီးတော့ပေါင်းထည့်တယ်ဆိုရအတိတ်ပဲလေးအဲ့ဒါကြောင့်သူ့ကိုကျွန်တော်တို့လေးပမာမြင်ဘူးညာဆိုတမ်ပူဆွဲဖို့လေး email တွေပါရေးလို့ file ကို attach လုပ်တယ်ဆိုတမ်ပူစုတို့ဆိုအမှပါရဲ့စကားလုံးလေးဖြစ်ပါတယ်ဟာဆမှုဆိုတဲ့ vocabulary မျိုးလေးရှိတယ်ဟာဆမှုဆို ညက်တယ်ဆိုရအသေးပဲလေးဖြစ်တယ်ပေါ့နော်ခကန်စုတုဆိုရဘောကပ်လေးရှိတယ်ခကန်စုတုခကန်ရဲ့ခကကြတော့ခုကအဲတုပေါင်းထဲတယ်ခကန်ရဲ့ဂန်ကကြတော့ဟဲတုလျှော့တယ်ဆိုရအသေးပဲလေးအဲ့တော့ဟိုလိုတလိုညှိတယ်ဆိုရအသေးပဲမျိုးပေါ့နော်လိုရင်အပေါ့နေငန်အောင်လုပ်မယ်ငန်နေရင်နည်းနည်းလေးပြန်ပြီးတော့ရေးလေးရောတာမျိုးပေါ့နော်ခကန်စုတုဆိုအနေတော်ဖြစ်အောင်ညှိတယ်ဆိုရဘောကပ်မျိုးလေးဖြစ်သွားပါမယ်ခတမရုဆိုဘောကပ်လေးရှိပါတယ်ခတမရုခတမရုဆိုတာက ဖန်ကျုပ်မြင်တာနဲ့အာတိရယ်ဆိုပြီးတော့ထင်နေဟုတ်ဒါပေမဲ့မသိပါဘူး။ဘာလို့လဲဆိုတော့သူ့ညာသွားဖြစ်ကျွန်တော်တို့ကဒီခိုခြင်းလို့ခေါ်တဲ့ဟိုတီးတန့် individual ဆိုရယ်ဘောကပ်နဲ့လွဲလို့ပေါ့နော်။အဲ့တော့တခါတည်းဘောကပ်လေးချက်ထားပေးပါ။အဲခိုတိုင်းဆိုရယ်ဘောကပ်လေးချက်ထားပေးခိုတိုင်းခိုတိုင်းဆိုတာကအာဒီခန်းကြီးမဟုတ်ဘူး။ဟိုအပွားခတာမာရုဆိုတာမာရယ်ဆိုတဲ့စကားလုံးလေးပေါ့နော်။သူနဲ့ပေါင်းပြီးတော့ဒီလိုမျိုးလေး ခုတိုင်းခုတိုင်းဆိုတာကကျောင်းငငယ်ရတိထားရဲ့ solid ဆိုတဲ့စကားလုံးလေးသူရဲ့ဆန့်ကျင်ဘက်စကားလုံးလေးဖြစ်တဲ့ ekhi တိုင်းဆိုလို့ရှိရင်ဒါ liquid ဆိုတဲ့စကားလုံးလေး solid liquid ဆိုပြီးတော့ငငယ်ရ chemistry မှာသင်ခဲ့ရဟုတ်အဲ့ဒါမျိုးလေးဒါမျိုးလေးရှိပါတယ်ခတမာရုဆိုတဲ့စကားလုံးလေးနာမည်ရုဆိုတဲ့ vocab လေးမှတ်ထားပေးပါရှာနေရက်တာတွေ့ရခဲစကားလုံးလေးဒီလားအဲ့ဒါကြောင့်တခါကြီးကျန်တာနော်နာမည်ရုရှာနေရက်တဲ့ဆိုတဲ့စကားလုံးလေးခုဆိုင်ဆိုတာနန်နေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ခုဆိုင် တွားကြတယ်တော့ဟိုနည်းနည်းလေးနာမခုဆိုင်တို့ပါဆိုစိမ့်နဲ့နန်နေတို့အဲ့လိုမျိုးပေါ့နော်ပုံနဲ့နန်နေတို့ခုဆိုင်ဆိုနန်နေဆိုအတိပဲလေးဖြစ်တယ်အဲ့တော့နီအိုအီဆိုတဲ့အတိပဲမျိုးလေးနဲ့လည်းတုံပါတယ်နီအိုအီကကြောက်ဒါနီအိုအီကကြောက်များသောဖြင့်အနံ့ပေါ့နော်အနံ့ဆိုတဲ့စကားလုံးလေးနီအိုအီသူတငယ်ချင်းတယောက်ရှိတယ်ခါအိုရီဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ခါအိုရီကကြောင့်ရနန့်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်เนาะဒါမျိုးလေးရှိမယ်อืม အာပြီးလို့ရှင်ကျုံးမှာဒီလိုမျိုးယောခိဆိုတဲ့ဘောကတ်မျိုးလေးရှိမှာယောခိဆိုတာတခုခုထဲ့เสียခွက်တွေပကံနေပါလေအကုန်လုံးယောခိဆိုကွန်တိန်နာလို့တောင်ခေါ်တယ်တခါတည်းချာယောခိခွက်တို့ပါလို့ဆိုယောခိဆိုပြီးတော့ခေါ်ပါတယ်ရှောမီခိကန်ဆိုတဲ့ဘောကတ်မျိုးလေးရှိပါတယ်ရှောမီခိကန် expiry date စားစာတွေ နောက်ဆုံးထားပြီးတော့စားရမယ်အချိန်ပေါ့နော်အဲ့ဒါမျိုး show me ခီကန်ကခီတဲရုဆိုလို့ရှင်အဲခီတဲရုဆိုလို့ရှင်ဒိတ်ကုံသွားပြီပေါ့အဲအနည်းစားဆုံးပြောမှာဆိုဒိတ်ကုံသွားပြီ show me ခီကန်ကခီတဲရုဒါမျိုးလေးရှိတယ်ပေါ့နော်တေဇူကူရီဆိုလို့ရှင်ဒါတိတ်တချာချာအိမ်မှာချက်ထားမျိုးပေါ့နော်ကိုကိုတိုင်းချက်ထားအိမ်မှာချက်ထားတေဇူကူရီရီယိုရီဆိုလို့ရှင်ဒါမျိုးလေးရှိတယ်ကိုအမေချက်ထားတဲ့စကလုံးကိုတစ်ခါလေးကြားရင်အမေအမေဟင်းလျာဆိုလို့ရှိရင်အိုဖူကူရိုနော့အာဂျီဆိုပြီးတော့ရှိရသေးလားအိုဖူကူရိုအိုဖူကူရိုဆိုတာက အိုဖူကူရိုဆိုတာအမေကိုပြောတာအမေကဟာဟာမဟုတ်လားဆိုဟုတ်တယ်အိုကာဆန်မဟုတ်လားဆိုလည်းဟုတ်တယ်အဲ့တော့ဒါအိုဖူကူရိုဆိုတာလည်းအမေပဲအိုဖူကူရိုနောက်အာဂျီဆိုလို့ရှိရင်အမေလက်ရာဆိုစကားလုံးလေးဒီလားလေးရန်လာတယ်ဒါလေးက reading ဖတ်လို့ရှိရင်အဲ့လိုမျိုးလေးတွေ့အဲ့လိုမျိုးလေးမှတ်ထားပေးပါမိုဒန်နာဆုဆွဲဘောကပ်လေးမှတ်ထားပေးပါအဲဝစ်ပြူတယ်အဲအိုကက်ဆာမောက်မိုဒန်နာဆုဆိုလို့ရှိရင်ဧည့်သည်တွေကိုဒါပေါ့နော် ဟိုအဲ့ခန်နဲ့တိခင်းနဲ့တက်ခင်းနဲ့ဆိုစကလုံးလေးပေါ့နော်ဒါမျိုးလေးရှိတယ်။အာမာရုဆိုပေါ့ကပ်လေးမှတ်ထားပေးပါ။အာမာရုပိုရှန်နဲ့ဆိုစကလုံးလေးပေါ့နော်သူ့ကျွန်တော်ဘုမမြင်ဘူးညာလဲဆိုယော်ယူတို့ဘာလို့မမြင်ဘူးညာယော်ယူဆိုအပိုရှန်ပေါ့နော်ကြီးကန်တော့ယော်ယူတို့အခါနဲ့တော့ယော်ယူတို့အဲ့ဒါမျိုးမှတွေ့ရတယ်။ယူခန်းကြီးလေးရကြတော့ဒီလိုမျိုးယူဖခုပေါ်ကျွယ်ဝါချင်းတို့ဘာလို့မှတွေ့ရတဲ့တဲ့ယူလေးပေါ့နော်ဒါမျိုးလေးမှတ်ထားပေးပါ။အဲ့တော့ဒီနေ့ခန်းလေးကိုဘာလို့လဲမသိဘူးနည်းနည်းသဘောကျတယ်လို့ပဲဒီလား။အဲ့တော့အဲ900လောက်ရောက်သွားပါပြီ။အဲ့တော့အန်ဝမ်အန် ဝမ်ရောက်ဖို့အတွက်အဲအန်ဒူးပါပေါ့နော်စာကြက်နေတာစာရများတယ်ဆိုပေမဲ့လေဒီလိုမျိုးလေးတက်နေကိုနည်း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 လေးအချိန်ပေးလိုက်စာရအများကြီးမှတ်လို့ရတယ်နော်အင်းကောက်လိုက်တာအခုဒီဗီဒီယိုလေးကိုကြည့်နေရဆိုလို့ရှင်လေကွန်မန့်လေးမှတ်ခဲ့ပါအောင်တကယ်ကွန်မန့်လေးတွေအားလေးကျွန်တော်နောက်ထပ်ဗီဒီယိုသွင်းဖို့အတွက်ကျွန်တော်တို့လည်းအားအင်လေးဖြည့်ရလို့ပါနော်အဲ့တော့ကျေးဇူးများတင်ပါတယ်နောက်ထပ်ပိုင်းမှာပြန်တွေ့မယ်နော်တတ